င်းသမ ्या အားလုံးပဲမင်္ဂလာပါရှင်။တဲထင်းရင်ပေါ်ပရလောကဇလန်တွေကမှနားဆင်လို့သူများအတွက်ကျမတို့ရဲ့ BMF Channel ကနေကြိုဆိုလိုက်ပါတယ်။ BMF Channel မှာတင်ပြပေးမယ့်ဇလန်လေးတွေကိုနားဆင်ဖို့အတွက်လည်း Channel လေးကို Like and Subscribe လုပ်ထားပြီးတော့ဇလန်အစ်တွေတင်နိုင်မှာသိရှိနိုင်လဲဘေးနားလူတီပဲခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါအောင်ရှင်။ဒီကနေ့ကျမတင်ဆက်ပေးသွားမယ့်ဇလန်လေးကတော့စာရေးသူရှင်မင်းကန့်ဘလူးရေးသားထားတဲ့ ဖွားမေစိန်နဲ့ကြောင်းအိုင်ရွာမှကဝင်းအိုဆိုတဲ့ဇာလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားတော်တာစင်ပေးကြပါအောင်ရှင်။အချိန်ကညနဲ့နေပြီဖြစ်တဲ့မဲမောင်ကြီးရဲ့တောကြီးတွင်၌အလင်းရောင်ဆို၍မီးမပြတ်အောင်ထင်းချောင်များထည့်ထားရိုင်းမီးပုံလေးမှာအလင်းသာရှိပေရဲ့မီးပုံရဲ့နှပြေ၌ဖွားမေစိန်ရှင်ညုံနဲ့မောင်အောင်တို့ကအရွက်မြောင်ခင်းပြီးအိတ်နေကြတော့လေဒေါ်နော်ခန်းနဲ့မောင်တို့ကတော့အကျန်းကြီးလေးတောင်းရင်းအနည်းလာခဲ့နေတတိပေးနိုင်ရန်စောင့်နေခဲ့ကြတယ် တွင်းနှစ်ယောက်စကားလေးတပြောပြောပြေထိုင်နေကြစဉ်အရင်ဟိုနအပင်လှုပ်သွားတယ်ဗျာလို့မောင်တူကတတိပေးလိုက်တော့ဒေါ်တော်ခန်းလဲထားကြည့်လေကြည့်နေစင်မှာပင်အဆက်မပြတ်လှုပ်လာတဲ့အပင်ငယ်တို့ကြောင့်မောင်တူကဓာတ်ကိုကြစ်ကြစ်ပေါင်းစုပ်ကင်ထားတယ်ဒေါ်တော်ခန်းကလည်းသူ့ရဲ့လွယ်ရေးအတွင်မှာကြောက်ပုတ်ကို ထုတ်ယူထားလေဘသူလဲဒေါ်တော်ခန်းမြင်လိုက်ရတဲ့လက်ကလေးတွေကြောင့်အော်ကမေးလိုက်ခြင်းဖြစ်တယ်ထွက်လာခဲ့လိုက်စပီပုံးနေမယ်ဆိုရင်ငါအစိုးမစိုးကြနိုင်တော့လို့ ဒေါ်နော်ခန့်ပြောလျော်တစ်ပင်လေးတွေအကွယ်မှထွက်လာသည်ကခုနှစ်နှစ်အရွယ်ကလေးလေးနှစ်ယောက်ဖြစ်နေရဲ့နှစ်ယောက်စလုံးမှာသပင်ရှည်လေးတွေဖြင့်မင်းကလေးများသာဖြစ်တဲ့မျက်နှာသားလေးများကပြုံးရင်နေပြီးတခေခေရှယ်မောနေခဲ့ကြ යි နင်တို့ဘသူတွေလဲချမ်းလို့သမီးတို့မီးလုံချင်လို့ဟုတ်တယ်မီးလုံချင်တယ်အတန်တိုးတိုးလေးတွေဖြင့်ဒေါ်နော်ခန့်ကိုပြောလျော်ဒေါ်နော်ခန့်သူတို့လေးတွေအားစိုက်ကြည့်နေခဲ့အကြီးကလေးတွေပဲဗျသူတို့ကဘယ်ကနေများရောက်လာကြလဲ ဒီလိုတော်ရိပ်မှာတွေ့ရလူဖြစ်နိုင်မလားမောင်တို့ရဲ့ကဲကဲကလေးမတွေညီတို့တခြားအောင်သွားကြဒီမှာတော့လာမနောက်ရှက်ကြနေနော်အဲ့လိုမှမဟုတ်ကျုပ်ကညာမှာမဟုတ်ဘူးဒေါ်နော်ခန်စကားကြောင့်သူတို့လေးတွေမျက်နှာညှိုးသွားကြတယ်ဘာလို့နေရလဲသွားကြလေလို့ဒေါ်နော်ခန်ငေါက်နေရောလှဲ့ပြန်သွားကြရှာတယ်တစ်ပင်လေးတွေကြားရဲတိုးဝင်ရင်းပြောက်ွယ်သွားကြလေရဲ့အကြီးနဲ့ကိုကြီးတို့ဟော ရှင်ညိုရောင်နိုးလာပြီပဲ ရှင်ညိုကမီးပုံပေးနိုင်ထိုင်နေပြီဖြစ်တယ်။အကြီးတို့အိတ်လိုက်ကြအောင်တုတ်ကအေးအေးဝါပြီ။ဟုတ်ပြီရှင်ညိုဒါဆိုအကြီးတို့အိတ်လိုက်တော့မယ်။အကြီးအိတ်နဲ့လိုက်ပြရှင်ညိုတယောက်တည်းဖြစ်နေမှာဆိုလို့ကြုံဆောင်လိုက်ပါအောင်မယ်။မဆောင်ပါနဲ့ရောကိုကြီးတို့ရဲ့တော်နီလောက်မှကိုကြီးအောင်ကြုံနှိုးလိုက်ပါမယ်။အေးအေးအေးတခုခုဆိုငါတို့နှိုးနော်ရှင်ညို။မောင်တို့စကားကိုရှင်ညိုကခေါင်းညင်ရင်မီးပုံနှစ်ပေ၌ကက်ကားထားတဲ့အကျန်းရီအုပ်ကိုကောက်ယူလိုက်တယ်။ပြီးနောက်ဝစစ်ထဲ၌ငှဲ့ယူကတောက်လိုက်တော်တယ် ဒေါ်နော်ခန်းနဲ့မောင်တို့တို့လည်းအိပ်ပျော်သွားကြတယ်။မမတပင်အကွယ်မှာခေါ်နေတဲ့အတန်ကိုရှင်ညိုမျက်မှောင်ကြုံကကြည့်နေရဲ့။စစောကဒေါ်နော်ခန်းနေထုံလိုက်တဲ့ကလေးတွေဆိုတာရှင်ညိုသိရဲ့။ရှင်ညိုအသာလက်ရက်ကခေါ်လိုက်တော့သူ့ကလေးတွေကရှင်ညိုထိုင်နေတဲ့မီးပုံနှစ်ပေကိုရောက်လာကြလေ။ထိုင်ကြလေမီးလုံကျင်နေဆို။ရှင်ညိုပြောလိုက်တဲ့စကားကြောင့်ကလေးမလေးတွေပျော်သွားကြတယ်။မီးပုံလေးနှစ်ပေ၌နှစ်ယောက်သားလုံးပြုံးပြုံနေရင်ရှင်ညိုကြည့်နေကြတယ်။ မင်းတို့ကတီတော်ရင်မှာနေကြတာလားရှင်ညောကမေးလိုက်တော့ကလေးမလေးတွေကပြန်တူကောင်းနေကြတယ်ဒီလိုဆိုရင်ကြောက်အိမ်ရောမင်းတို့တိကြမှာပေါ့ရှင်ညောမေးတော့ကလေးမလေးနှစ်ယောက်မှာကြောက်လန့်ဟန်ဖြစ်ဘေးပင်ကြောင်ကြည့်ကြတယ်အဲ့ဒီရွာအကြောင်းမပြောနဲ့မမသူကြားလိုက်မယ်လို့ရှင်ညောမျက်နှာဝိုင်းနေတဲ့ကောင်မလေးကပြောရှာတယ်ဘာလို့လဲမင်းတို့တိရေမဟုတ်လားကောင်မလေးတွေကကောင်းနေကြတယ် ဒီလိုဆိုအဲ့ဒီရွာလမ်းညွန်ပြီးလို့ရမလားကလေးမရှင်ညို့စကားမဖြေကြပဲတရားမျက်နာတရားကြည့်နေကြတယ်ပြီးလေတော့မျက်နှာဝိုင်းလေးနဲ့ကလေးမလေးကမမသဘောကောင်းလို့တူတူပြောပြပါမယ်ဒါပေမဲ့အဲ့ဒီလူကြီးကကြုတ်ကြအရန်ကောင်းနေတော့မမမင်းတို့ကသူ့ကိုတွေ့ဖူးကြတယ်ပေါ့ကောင်မလေးတွေကခေါင်းညိတ်ပြန်နေတူတူဒီတော်ရီမှာနေနေရကြားလာပြီးအဲ့ဒီလူကြီးရောက်လာတော့တူတူကိုခေါ်ပြီးသူ့လက်အောက်မှာထားတည်ရဲ့ နောက်မှကျုပ်တို့ကလေးတွေဆိုပြီးလွတ်ထားတာဒီတော့တခုလုံးလဲသူ့လက်အောက်မှာပဲမမရဲ့ကလေးမလေးစကားကြောင့်ရှင်ညိုစဉ်းစားနေရဲ့ခဏများကြာလီတော့မှမင်းတို့ကရောယုံကြည်လို့ရရဲ့လားမင်းတို့ကသူ့လက်အောက်ကဆိုတော့တို့တွေကိုလှည့်စားနေကြတာလားလို့မေးတဲ့အခါကောင်မလေးတွေကပြက်ပြားတလဲခေါင်းကိုခံရမ်းကြတယ်မဟုတ်ရပါမမရဲ့မမယုံကကျုပ်တို့ဘာလို့ပေးရမလဲအင်းလျောမမယုံကကျုပ်ပြောပြမယ်အဲ့ဒီလူကြီးအထုံတော်သားထွက်နေရဲ့ သူ့ဘေးနာသူ့တပည့်တွေနဲ့တစေကြီးတွေဆိုရင် သူ့ဒေါသကိုကြောက်လို့အနားတော်မကက်ရဲကြအောင်ဒီကွေကြီးကလူတွေကိုဖမ်းခေါ်တတအောင်အမတည်ရဲ့ဖမ်းခေါ်တဲ့လူတွေရောသူကဘာလို့ပြစ်တာလဲဘာလို့ပြရမှာလဲမမရဲ့သူ့ဖမ်းခေါ်လာတဲ့လူတွေရဲ့ဝိညာဉ်တွေကိုစုပ်ယူပြီးသူ့တက်တန်းကိုစန့်ထုတ်နေရလေသူ့ရွာထဲမှာဆိုရင်လူရိုးတွေကြီးပဲမထင်မထင်သလိုသူ့တပည့်တွေလည်းအတုံးချတတ်သေးဒါောင်ညီမတို့ပဲတည်ရမမရဲ့ဘာကြောင့်လဲဆိုညီမတို့ကသူ့ကိုချောင်းကြည့်နေတတ်လို့လေ အမတို့ကကြောက်အံ့ရောရှာနေကြတာအမတို့လမ်းညွန်ပေးလို့ရမလားလမ်းညွန်ပေးရင်တည်းမကောင်းလိုက်ပါပို့ပေးမယ်မမဒါပေမဲ့ကြောက်အံ့ရောမျက်နေကင်းပိုင်းမှာရှာလို့ရမယ်မမနေကင်းပိုင်းဆိုတောနယ်ထဲမှာရောက်နေမှာဘလို့ကြီးလဲဒါကြောက်အံ့ရောရထူးခြားချက်ပဲမမဒါဆိုဒို့တွေဘလို့ရှာမလဲမနေ့ပြန်ညနေဆောင်လာနဲ့မြောက်ဆူဆူသွားရမယ်မမမိုးချုံရင်ကျုပ်တို့လည်းအတူတူလိုက်လာခဲ့ပါမယ်ရှင်ညိုကောင်းငိမ့်လိုက်တယ် မောင်ကဝါတစ်ချက်တန်းရင်နိုးလာခဲ့လျာကလေးမလေးတွေလည်းနေရာမှပျောက်သွားတော့တယ်။နမယ်လေးတောင်မမေးလိုက်ရပါလားလို့ရှင်ညိုရေရွမိလျော့ရှင်ညိုတယောက်တည်းပါပြောနေရလဲ။ဘာမှမပြောပါဘူးကိုကြီးအောင်ရဲ့ရှင်တွေမောင်းထုတ်နေရပါ။ရှင်အေးဟာတောချင်ရင်နေမို့ထင်တယ်ဒီကောင်ကြီးပြကြီးချက်ပဲ။မောင်နဲ့တူတူစကားထိုင်ပြောနေရင်ရှင်ညိုတယောက်မိုးလင်းခါနီမှပြန်ကားအိပ်ပျော်သွားခဲ့ရော။ရှင်ညိုနိုးလာတော့မောင်တို့တို့က ထမင်းပင်ချက်ပြီးနေ၍မနက်စာအတူတူထိုင်စားခဲ့ကြတယ်။မနက်စာစားပြီးလေရောအဖကျုပ်တို့ဒီနေရာမှာပဲနေဆောင်နေတည်နေကြရမယ်ထင်တယ်။ဘာလို့လဲတမီးရဲ့။ညာအကြောင်းအရွာအကြောင်းတုတ်တိလိုက်ရရဲ့ဖွာ။ကြောင်းအရွာအခုချိန်ဆို တောနဲ့ကြီးထဲမှာရှိနေရဲ့တဲ့။ညနေဆောင်မှာကျုပ်တို့ရှာရလွယ်မယ်လို့ပြောကြတယ်။ပြောကြတယ်။ပြောကြတယ်ဆိုတော့ကျုပ်တမီးရောဘသူကများလာပြောသွားတာလေ။အမှန်တိုင်းပြောရရင်ကျုံညာကလေးမိုင်းနဲ့စကားပြောဖြစ်တယ်ဖွာ။ ကလေးမလေးတွေကဒီတော့တွေမှာနေရဲ့မကြွမလွန်ဝိညာဉ်လေးတွေပဲဖွားရဲ့ရှင်ညိုကဖွားမိခြင်းကိုအကြောင်းဆုံးပြောပြရှာတယ်။ဩဒါဖြင့်ညအကြီးတို့တွေ့တဲ့ကလေးမတွေပဲဖြစ်ရမယ်။သူတို့ကိုယုံကြည်လို့ဖြစ်ပါမလားရှင်ညိုဒါကတော့ကျုပ်တို့ဘာသာစဉ်းစားရမှာပေါ့အကြီးကျုပ်ထင်တော့ယုံကြည်ရတော့ပါရဲ့။အေးလေကြီးပြောသလိုပဲအကြီးတို့တွေညနေမှာရှာရတော့မှာပေါ့။ညနေထိစောင့်ရမယ်ဆိုရင်အခြေကိုအလကားမဖြစ်စေချင်ဘူး။ ကိုစိတ်ကိုတည်ငြိမ်အောင်ဝင်းမြူထားကြဟုတ်ကဲ့ဖွာဖွာမိန်စင်ကရှင်ညိုတို့ပြောပြီးတရားထိုင်ပတိစိတ်နေခဲ့တယ်ရှင်ညိုနဲ့ဒေါနော်ခန်းတို့ကလည်းနေရာအသီးသီး၌ရွေးချယ်ကထိုင်ကြပြီးဖွာမိန်စင်တီတို့တရားထိုင်နေခဲ့တယ်ကျန်ရည်တော်မောင်တို့နဲ့မောင်တီကဖွာမိန်စင်တို့ကိုမှနောက်ရှက်လို၍မလန့်မကန်၌သွားမိထိုင်ကမပြေရလေအောင်စကားပြောနေခဲ့ကြတယ်နေဆောင်လီတော်မှအဖကျုပ်တို့သွားကြစို့မြောင်စုစုမှာကြောက်အိမ်ပါရှိမရှိကျုပ်တို့ရှားကြတာပေါ့ မောင်အောင်နဲ့မောင်တို့ကရှေးမှသွားကအပင်တို့ကိုဓာဖြည့်ခုတ်ပြီးလမ်းရှင်းပေးကြတယ်။လမ်းရှင်းရင်းသွားရသည်မို့ခရီးကတိတ်မတွင်ခဲ့ပြီ။မြောက်စုစု၌ကြောက်အံ့ရွာရှိသည်ဆိုတဲ့စကားကြောင့်ထွက်လာကြရာမိုးပင်ချုပ်ခဲ့လေပြီ။မိုးချုပ်လာ၍အသင့်ပြင်းထားတဲ့ရင်းနှံကြီးဆွတ်ထားတဲ့မီးတုံများအားမင်းညိပြီးဆက်သွားကြရတယ်။မိုးချုပ်လာကြောင့်အသင့်ပြင်းထားတဲ့ရင်းနှံကြီးဆွတ်ထားတဲ့မီးတုံများအားမင်းညိပြီးဆက်သွားကြရတယ်။ရှင်ညိုသည်သူတို့နဲ့မလန့်မကန်နိုင်အတူလိုက်လာတဲ့ ကလေးမလေးနှစ်ယောက်ကိုတွေ့လိုက်တယ်။မောင်မေစင်းနဲ့ဒေါနော်ခန်းကလည်းသူ့ကလေးမလေးတို့ကိုသတိထားမိကြလေ။အားလုံးရလိုက် ရှေ့မှာစက်တန်းတွေဖြတ်ထားတယ်။မောင်မေစင်းကမောင်တိုးတို့တားမြစ်လိုက်တယ်။သမီးနော်ခန်းဒီကဝေအုံးနဲ့ဖားရရဲ့တိုက်ပွဲကဒီနေရာမှာစပြီပဲ။စက်တန်းတွေဖြတ်ချလိုက်တော့ဤဟုတ်ကဲ့မေဒေါနော်ခန်းကကဝေအိုရဲ့တပည့်များဖြန့်ထားခဲ့တဲ့စက်တန်းတို့ကိုဖျက်ဆီးပြက်လိုက်တယ်စက်တန်းများဖျက်ဆီးလိုက်ခြင်းကိုကဝေအိုကသိနိုင်တယ် ်ထို့အခါသူ့အားရံပြုတ်မဲ့လူများရောက်နေပြီဆိုတာကိုလည်းသူသိသွားတယ်။မောင်တို့တို့နှစ်ယောက်ကအကြီးတို့နောက်မှာပဲနေကြတော့လို့ဒေါနော်ခန့်သတိပေးလိုက်တယ်။ဒေါနော်ခန့်နဲ့ရှင်ညိုတို့ကရှီမာဦးဆောင်ကဆက်သွားကြရတယ်။မကြပါတစ်ပင်၆ကြီးရှိရာကိုရှင်ညိုတို့လှမ်းမြင်ကြရတယ်။အမောင်တဲမှာတစ်ပင်၆ကြီးနိုင်ရစ်ပတ်ထားတဲ့ထပိန်စားတို့သည်လေးနိုင်တလူလူလွင့်ပြန်လို့နေခဲ့တယ်။ဂျိုမြင်ခွေးမှာအမောင်တို့အတွင်၌မကောင်းစိုးဝါးကြီးတကောင်ကောက်ခုံနေတဲ့နှစ်ပင်တူနေခဲ့တယ်။ တစ်ပင်ချောင်းကြီးရဲ့အရှိတိုရောက်တည်နေအတန်များ၆ကက်နဲ့ရွာကြီးအတွင်းစီမှာလူများထွက်လာခဲ့တယ်။ထို့သူတို့မှာကဝေအိုကြီးရဲ့လက်အောက်ခံတပည့်များပြီးဖြစ်ပေရဲ့။ဟဲ့ကောင်မတွေကို့တေတွင်ကို လာတူးကြတာပေါ့။အနောက်မှာယောက်ျားနှစ်ယောက်လည်းပါလာပဲ။တခင်ကြီးအတွက်အစာလာဖို့လာချင်ပါရဲ့။မိမကြီးများကဘာမေစိန်တို့ကိုရန်ဆောင်ကပြောလေ။ငါတို့ကပဲတေတွင်လာတူးသလား။နင်တို့အတွက်ပဲမตาချင်းလာဖို့ပြီးသလားဆိုတာသိချင်းပြန်ကြည့်ကြလေ။ အောင်မေကောင်မတို့တွေလာစမ်းကြည့်နေရကိုစမ်းတလာတော့မသိပြီမဲနေနုလင်တယောက်ကတော့ငရဲပို့ပေးလိုက်ပြီဟဲ့အခုကနေနုလင်ကြီးအလှဲ့ပဲဒါနော်ခန်းကစုံမတို့နဲ့အပြိုင်အော်ဟစ်ကရှမ်းဆောင်နေရစကားမရှိနဲ့ငါတို့အမိုင်နဲ့အရင်ပြိုင်ကြည့်နေနိုင်နေအသက်ကိုချမ်းသာပြီမဲနေမနိုင်တော့ငါတို့လက်ချက်နဲ့တေးပြီလို့သာမှတ်စမ်းကြည့်လိုက်လေနော်ခန်းဆိုတာဘလို့ကောင်မလဲဆိုတာညီတို့သိရမှာပေါ့ဒေါ်နော်ခန်းနဲ့စုံမတို့တွေမှာ ပညာအမြင့်ဆုံးဆုံးမရရဲ့တိုက်ပွဲကစလာပြီရှင်ညိုတို့ကဘေးသို့သွားပြီးကြည်နေကြရတယ်ဒေါ်နော်ခန်းကိုဆုံးမက သူ့ရဲ့ပညာများကိုထုတ်ပြီးရေကုံရေကန်တိုက်ခိုက်လေးအရင်ပြန်တိုက်လေအရင်ပညာရီထုတ်လေဗျာဆုံးမအသာစီရနေရကြောင့်မောင်တို့တို့မှဒေါ်နော်ခန်းကိုအားမရစွာအော်ပြောကြလေမောင်ရင်တို့ဖွားမိန်စင်ရတားလီမှသူတို့လည်းအတန်တိတ်သွားရင်ရှင်ညိုကတော့ဝင်းမပြောဘဲရဲရွေ့တာကြည်နေခဲ့တယ် ဆုံးမအဖွဲထဲမှာမိမငယ်တယောက်တည်းရှင်ညို့ထံသို့စူးစမ်းသလိုကြည်နေကြတာကိုဖွားမယ်စိန်သာသတိထားမိခဲ့လေတိုက်ပွဲရအချိန်ကြာလာနေအမျှပုံပြီးပြင်းထန်လာခဲ့တယ်။စုံဆက်တန်းတို့ရဲ့အလင်းများကပတ်ဝန်းကျင်တစ်ခုလုံးကို အလင်းပေးနေတကယ်သူရှိလေ။ဆုံးမကြီးမှလည်းပညာကုံထုတ်သောကတိုက်ခိုက်နေရင်တပြေးပြေးအပြော့လာပုံရတယ်။ထိုအချိန်ကိုစောင့်နေသောဒေါ်နော်ခန်းကသူ့ရဲ့ပညာများကိုထုံ၍တိုက်ခိုက်လျာ ဆုံးမကြီးမှာဒေါနာခန်ရဲ့အင်းများဆက်များကိုမရှောင်နိုင်တော့ပဲတက်တဲ့ကြီးဝင်းတိုးကတေပွဲဝင်ရလျော်တယ်။ကဲဘဲနေရှိသားနင်းတို့ဆုံးမအပြော့ရှာတာပဲ။ဒေါနာခန်စကားကြောင့်ဆုံးမတို့မှာခံရခက်စွာကြည်နေကြတယ်။ကျုပ်စိန်ခေါ်တဲ့သူ့ကိုရှင်ညို့လက်ညို့ထိုးပြီးပြောလာရေးဆုံးမငယ်တယောက်ရှင်ညို့အားစူးစမ်းတလို့ကြည်နေတော့ဆုံးမပင်ဖြစ်တယ်။နေရောနင်းတို့ရဲ့ဂရိကိုတီးကြလေ။အခုငါတို့ဘက်ကနိုင်ပြီ ဒီတော့နင်တို့လမ်းဖယ်ပေးကြဒေါ်နော်ခန်းကရှင်ညို့တားလိုက်ပြီးစုံမတို့ကိုပြောလျက်စုံမတို့မှလည်းမတက်သားတဲ့အဆုံးလမ်းဖယ်ပေးကြတယ်။ဘွားမေစိန်တို့လည်းစုံမတို့ကိုဖြတ်ကျော်ပြီးရွာရဲသို့ဝင်လာကြတယ်။အယိုးရီနဲ့ခင်းထားတဲ့လမ်းကိုမြင်ရတော့မောင်တို့တို့မှအံ့ဩနေကြလျက်လာကြလာကြဧည့်သည်တွေတိချာအိတ်ခံကြစမ်းလူအုပ်ကြီးတယောက်ရဲ့အတန်ထရက်ပေါ်လာခဲ့တယ်အတန်ပိုင်ရှင်ကိုဖွားမေစိန်တို့မတွေ့ကြရပြီသို့တော့ဖွားမေစိန်တို့အား ဝင်းရောင်အနက်ဖြင့်မကောင်းဆိုဝါများကဝိုင်းရလိုထားလျင်ဘွားမေဆင်ကလည်းချက်ချင်းပင်သူ့ရဲ့တောင်ဝင်းဖြင့်စီးတစ်ခုတားလိုက်တော်တယ်မကောင်းဆိုဝါတို့ကလည်းနှိမ့်မြန်စွာပြီးတိုက်ခိုက်ကြတယ်သို့တော့ဘွားမေဆင်တားထားတဲ့စီးဝိုင်းအတွင်သို့ရည်သူမှဝင်ရွေးမရပဲဖြစ်နေခဲ့တယ်ဒေါသထွက်နေသောမကောင်းဆိုဝါများကဘွားမေဆင်တို့ရဲ့ဘေးပင်ညာတွင်ဝိုင်း၍နေခဲ့တော်တယ်ထို့ချိန်၆ကက်ကန့်ရှယ်မောတန်ကြီးကပြန့်နှံ့လို့နေခဲ့တယ်ဘွာကျုပ်တို့ဘာဆက်လုပ်ကြမလဲ ောင်တို့တို့မှာဓားမြောက်ကိုကြစ်ကြစ်ပေါင်းဆုပ်ကိုင်းရင်မကောင်းဆိုးဝါးတို့အားကြည်နေခဲ့တယ်။ဘွားမင်းစင်ကသူ့ရဲ့နဂါတောင်ဝေကိုမြေပေါ်သို့ဆောင်းချလိုက်လျာအနည်းရှိမကောင်းဆိုးဝါးတို့မှာအဝီးတို့လွင့်စင်သွားခဲ့တယ်။ကိုနီကိုဟန်နေပဲရှင်းရတော့မှာပဲ။တမီးတို့ညီတို့အကောင်လေးခေါ်လိုက်။ဘွားမင်းစင်စကားကြောင့်ရှင်ညိုတို့ကြောင်အန်သွားတယ်။ဟဲ့ညီတို့အဆောင်တွေရှိရကြုံမသိဘူးထင်နေကြလား။ခေါ်လိုက်။သူတို့တွေချင်းတိုက်ပါစေလို့ဘွားမင်းစင်ကထပ်ပြောလျော့ ရှင်ညုံနဲ့ဒေါနော်ခန်းလေးတယောက်မျက်နှာတယောက်ကြည့်မိကြတယ်။ပြီးနောက်ချက်ချင်းပင်သူတို့မွေထားတဲ့တရဲအဆောင်များအားခေါ်ယူကြတော့တယ်။ဖွားမိန်စိန်တို့ရဲ့စီအရှိမှကြီးမားတဲ့ကိုထဲကြီးများဖြင့်တရဲကြီးသုံးကောင်ရက်နေခဲ့တယ်။တကောင်မှာရှင်ညုံမွေထားတဲ့ငနက်ကြီးဖြစ်ပြီးကျန်တဲ့ကောင်မှာဒေါနော်ခန်းရဲ့အဆောင်များပင်ဖြစ်ပြီးတရဲကြီးသုံးကောင်မှာမကောင်းဆိုဝါတို့နဲ့လုံထွေတပ်ပုတ်ကြတော့တယ်။ကဲကြွေးအောင်နေထွက်မလာသေးဘူးလား။နေမရရင်လည်းရှုံးကုန်ပြီလေ။ ဒါတော်နီးကပုံးလို့မဝသေးဘူးလားဟဲ့။ဖောင်းမေစင်ကကဝီအိုကြားစီရန် အော်ရွေ့ပြောလေ။ဟာဟာဟာမလောက်လေမလောက်စားရရများငါ့ကိုစိန်ခေါ်ရဲသည့်ရဲ့။ဖောင်းမေစင်တို့တွေ့ကြလိမ့်ပြီ။ဖောင်းမေစင်တို့ရဲ့အရှိန်တိုင်းရက်နေရဲ့လူငယ်တူအသက်အပြည့်20ကျော်အရွယ်သာရှိသည်ရဲ့။ထူးခြားချက်တစ်ခုကသူ့ရဲ့အတန်မှာအတော်အိုမင်းနေရဲ့လူကြီးတယောက်ရဲ့အတန်ဖြစ်နေခဲ့တယ်။ဘဲနဲ့လေလူရီရဲ့အတန်နဲ့ဘဝဆက်နေရအတော်မှပျော်ခဲ့ရဲ့လား။ ပြောရဲဆိုရင်လေဒီကနေ့နောက်ဆုံးပဲဖြစ်လိမ့်မယ်အမေညီရရောအတော်ဖြူစင်ခဲ့ရဲ့လားညီရဘလို့ဆိုတာကြုတ်တိပြီးသားပါသိရင်လေအမှန်အောင်မြင်မှာပေါ့ကြုတ်လို့လူတော်လူတွေအတွက်ကောင်းကျိုးလုပ်နေခဲ့သေးရပဲအခုလေလူတွေကောင်းကျိုးအတွက်တွန့်လို့ကဝေအိုလာအဆုံးတက်ပေးရတာဖောင်းမေစိန်နဲ့ကဝေအိုတို့အပြန်အလှန်ပြောနေခဲ့ကြတယ်ငါပဲဘဝဆုံးမလားနင်တို့ပဲဘဝဆုံးမလားဆိုတာကြည့်ရသေးရပေါ့နင်တို့ရောအရင်ဆုံးတက်ပြီးနင့်ရဲ့ကောင်းဖြတ် ငါအပင်မှာချိန်ထားမယ်ဟဲလို့စကားကိုတလုံးချင်းစီတီချပြောနေခဲ့တယ်။ကဲဒီလိုဆိုရင်တော့တုတ်ကလည်းပညာပြရသေးရပေါ့လို့ပြောပြီးဘွားမေစင်တီစီဝိုင်းတဲမှာထွက်လေ။ကဝီအိုကလည်းသူ့ရဲ့မယားရီကိုနောက်သို့ဆုပ်ခိုင်းတယ်။ဘွားမေစင်ထံသို့လက်တစ်ဖက်ကိုဆန့်ထုတ်ပြီးလက်သီးဆုပ်ဟန်ပြလျော့မြေကြီးများပြီးတုံလာခဲ့ပြီးထိုမြေကြီးများအတွင်မှအယိုးငေါငေါထွက်နေရဲ့အယိုးချောင်များတိုးထွက်လာခဲ့တယ်။ အယိုးကြောင့်တရေတို့သည်ဖွားမေစင်ကို အနီးကပ်ဖမ်းချုပ်ပြီးတိုက်ခိုက်ဖို့လာကြလျော့ဖွားမေစင်သည်ကာရာတပုတ်ကိုရှုတ်ပြီးတံဝိကိုစောင့်ချလိုက်လျာထိုအယိုးကြောင့်များအဝေးသို့လွင့်စင်ကအပိုင်းပိုင်းပြက်ကုန်ကြိုင်ဒီလောက်ကတော့ငါ့ရဲ့ပညာအသေးဆုံးရှိပါသေးရဲ့နောက်တနည်းထုတ်ရသေးရပေါ့ကဝေအိုးရဲ့အရေးတည်တဖြည်းဖြည်းကြီးထွားလာခဲ့တယ်။ဖွားမေစင်ရဲ့အရေးတဲသို့ရောက်လာခဲ့ပြီးဖွားမေစင်ရဲ့အရေးအားချုပ်ထားလျာဖွားမေစင်မှာမြေပေါ်၌ တောင့်တောင့်ကြီးရက်နေခဲ့ရတယ်။အဖအမေကဝေအိုကိုဖွားမေစိန်ရှုံးပြီးလို့ရှင်ညိုတို့ထင်လိုက်ကြတာကြောင့်စိုးရင်တကြီးဖွားမေစိန်ကိုအော်ခေါ်ကြလေ။ဖွားမေစိန်သည်သူ့တို့အားပြုံး၍ကြည့်ရင်ကဝေအိုသည်ဖွားမေစိန်ထံသို့ရောက်လာပြီးသူ့ရဲ့မယားဆုံးမတယောက်ထံမှအသွားမြင့်လျက်ဓာတ်တလက်ကိုလှမ်းယူလိုက်လေ။ဖွားမေစိန်ရဲ့လေပင်အားထိုဓာတ်ပြည့်ရွယ်လျော့ရှင်ညိုသည်အလှင့်အမြန်ပင်အနီးသို့ရောက်လာပြီးကဝေအိုအားသူ့ရဲ့ဆက်တမ်းများဖြင့်တိုက်ခိုက်တော်ရယ် ကဝင်းအိုဒီဖနောက်တစ်ချက်ပေါက်ပြီးရှင်ညိုရဲ့စက်တန်းများအားဖျက်ချပြက်လိုက်ပြန်တယ်။ပြီးနောက်ရှင်ညိုအားသူ့ရဲ့မျက်လုံးများနဲ့မျက်လုံးချင်းဆိုင်ကြည့်လျော့ရှင်ညိုသည်ချက်ချင်းဆိုသလို အမြင်အာရုံများဝေဝါးသွားခဲ့လေ။ရှင်ညိုသတိထားသူ့ရဲ့မျက်လုံးမကြည့်နဲ့။ဒေါ်နော်ခန်သတိပေးစကားကြောင့်ရှင်ညိုစိတ်တို့ပြန်ဆုလိုက်ရာကဝင်းအိုရဲ့ညှို့ချံများမှတတိလေးလွတ်လာခဲ့လေ။ရှင်ညိုအာကုန်တုံးပြီးပြစ်သွင်းလိုက်တဲ့စက်တန်းကကဝင်းအိုရဲ့ပခုံးကိုထိမှန်သွားခဲ့တယ်။ ကဝင်းအိုဒီဒေါသထွက်သွားခဲ့ပြီးရှင်ညို့နေရတဲ့မျက်လုံးများဖြင့်စိုက်ကြည့်နေခဲ့။နင့်ကိုအသေးသက်ပြီးအမှုန့်ခြေပြစ်မယ်ဟဲလို့ဆိုကငွေကြီးတကောင်အတွင်သို့ပြောင်းလဲသွားခဲ့တယ်။မျက်လုံးကြီးများဖြင့်တကူလုံးမဲနဲ့နေရဲ့မွေးဟောက်ကြီးသည်ရှင်ညို့အားရံမှုလျော့တယ်။မွေးဟောက်ကြီးကရှင်ညို့အားပေါက်လျော့ရှင်ညို့မှာမနှဲရှောင်တိန်နေခဲ့ရတယ်။ဒေါနော်ခန်းနဲ့မောင်တို့တို့မှရှင်ညို့အတွက်စိုးရင်တကြီးကြည့်နေခဲ့ကြရှာတယ်။ကျောင်းယောက်ကြီးတစ်ဖွဲမတန်ရှက်နေရဲ့ဖွားမိန်စင်သည်ရှင်ညို့ထံသို့ လက်ညိုငေါငေါထုကဟဲ့ဖိုမနင်းနာမည်ဖိုးမောင်မလားဟဲလို့ဩကပြောလီရော့ရှင်ညို့ကိုပင်ရံမမုံနိုင်တော့ပင်ဝါမေစင်ထံသို့သွားပြီးသူ့ရဲ့ကြီးမားတဲ့ကိုထဲကြီးဖြစ်ရစ်ပတ်ဖို့လုပ်လီရာဝါမေစင်ရဲ့တောင်ဝိသည်တဆက်ဆက်တုံခါလာခဲ့ပြီးနောက်နဂါးတကောင်အသွင်သို့ပြောင်း၍မွေကြီးအားတိုက်ခိုက်တော့လီရဲ့အဖအဖဘာဖြစ်သွားသည်လဲရှင်ညို့ကဝါမေစင်ကြီးအပြေးလာကမေးရှာတယ်ဘာမှမဖြစ်ဘူးသမီးအမေရှင်ညို့ဘာ ကျုပ်တို့နောက်ဆုံးကြရအောင်မောင်တို့တို့ကဖောင်းမေစိန်တို့ကို လာခေါ်လေငွေကြီးနဲ့နဂါးကြီးတို့ရဲ့လုံထွေတပ်ပုံမှုတို့ကြောင့်ကြောက်အံ့ရွာရှိအိမ်များပင်ပျက်စီးကုန်ပြီဖြစ်တယ်။နဂါးကြီးရဲ့လက်ချက်ကြောင့်ငွေကြီးမှာမိဘတို့ဘုံကနေကျသွားခဲ့တော့တယ်။တဖြည်းဖြည်းကဝေအုံရဲ့အသွင်တို့ပြောင်းကာမိဘ၌ခွေကာလဲနေခဲ့တယ်။စုံးမများမှာကဝေအိုထံတို့အပြေးသွားကာထူပြေးကြလေ။နဂါးကြီးတည်လဲသူ့ရဲ့မူလအသွင်တောင်ဝိတရံတို့ပြောင်းလဲကာ ဖွားမယ်စိန်လက်ထဲသို့ရောက်လာခဲ့လေ။ကဲသမီးတို့ဖွားဆိုတဲ့အတိုင်းလိုက်ဆိုလို့ဖွားမယ်စိန်ကရှင်ညိုနဲ့ဒေါ်တော်ခန့်ကိုပြောလေ။ရှင်ညိုတို့ကလည်းကောင်းငိတ်ကြတယ်။ကျွန်ုပ်ခေါ်သည် ဖိုးမောင်ဆိုတဲ့ကဝီရဲ့လက်ချက်ကြောင့်အသက်တည်ခဲ့ရတဲ့သူတိုင်းကြားစီရမယ်။တင်တို့ကျွန်ုပ်ခေါ်တယ်။တင်တို့ဘဝဖျက်ဆီးခဲ့တဲ့ဖိုးမောင်ဆိုတဲ့ကဝီတင်တို့ပြန်လက်စားချေရမယ်။ကျွန်ုပ်ခေါ်တယ်။တင်တို့အရောက်လာပြီးလက်စားချေကြပါ။ဖွားမယ်စိန်တို့ရဲ့အမိန့်တန်တို့ကြောင့် လေများတဝောဝောတိုက်လာခဲ့တယ်။ရွာပြင်ကြီးတစ်ပင်၆ကြီးပင်ဝုန်းကနေလဲကျသွားခဲ့တယ်။မြေကြီးအတွင်းမှနန္ဒဘဝများထွက်လာခဲ့ရာဆုံးမများပင်ထိုနန္ဒဘဝများအားပြန်လည်ခုခံတားဆီးနေကြရတယ်။သို့တော်ကဝေအိုကြောင့်အသက်ပြီးခင်ရတဲ့နန္ဒဘဝတို့မှလည်းလက်စားချေလိုစိတ်များပြင်းထန်နေကြကြ යි ။ဘဲစီကမှန်မသိလွင်ရွေရောက်လာခဲ့တဲ့အခေါင်ကြီးတခုထိုအခေါင်ကြီးကိုကြည့်ပြီးရှင်ညိုရင်းနှီးနေတဲ့အောင်ထင်မိရဲ့။ဒါပြင်ရွာကိုကြောခိုက်ကထွက်သွားတဲ့ ထပိန်ရေချားဖြင့်မိမကြီးနဲ့ခွေးနဲ့ကြီးတကောင်ကိုလည်းရှင်ညုံမြင်လိုက်ရတယ်။ဆုံးမများသည့်ကဝေအုပ်ကို တွဲခေါ်ကထွက်ပြေးဖို့လှုပ်ကြတော့လေအရာမထင်ခဲ့ပြီ။မရရင်အစုံကဝေအုပ်ကိုပစ်ချထားခဲ့ပြီးကိုနှုတ်ယုံကထွက်ပြေးကြတော့တယ်။နာနာဘဝများကြောင့်ကဝေအုပ်သည်သူ့ရဲ့နှကိုမူလအုံမင်းရွတ်ရနေရဲ့အဖိုးအိုပုံစံပြောင်းလဲသွားကနေရာ၌တည်ဆုံသွားခဲ့လေ။နာနာဘွားတို့သည်ကဝေအိုရဲ့အလောင်းအား ်အခောင်းကြီးထဲသို့ထည့်ယူပြီးတဲသွားကြပြန်တယ်။အဖသူတို့ကဒီခေါင်းကြိုဘယ်တော့တဲသွားကြအောင်မလုပ်လဲ။သမီးဒီခေါင်းကိုဝီရဲ့ဝိညာဉ်ဘဲမှထွက်မပြေးနိုင်စီမံထားတဲ့အခောင်းပဲ။မပူပါနဲ့။ဂျင်းကိုငရဲစီအရာခေါ်သွားကြမှာပါ။ကြုံနားမလဲတော့အဖ။အဖရောဒီကဝီရဲ့အမျိုးဘလို့သိရလဲ။နောက်ပြီးအစွမ်းထပိငေချားနေမိမရောဘသူလဲ။ရှင်ညိုကတိကျင်စိန်များနေတယ်။ ဒေါ်နော်ခန်းတို့ကလည်းဖွားမေစင်ဖြင်းဝဲအဖြစ်ကိုစောင့်ဆိုင်ကနားထောင်နေကြတယ်။ဆောစောကဖွားရဲ့အရေးကိုချုပ်ထားသမီးတို့မြင်တယ်မဟုတ်လား။အဲဒီအချိန်မှာဖွားရဲ့အာယုံတဲ့စီယာသခင်ရောက်လာခဲ့တယ်။ကဝေအိုရဲ့နာမည်ခေါ်ပြီးသူ့ရဲ့ပညာနှိမ်ဖို့နဲ့လာကူမဲသူရဲ့အမိကိုပါပြောသွားသေးတယ်။လာကူမဲသူဘသူကူလို့လဲဖွားကျို့တို့ဘာသာနိုင်ခဲ့ရမဟုတ်ဘူးလား။မှန်ပါတယ်ဖွားတို့ဘာသာနိုင်ခဲ့ရပါဒါပေမဲ့အခေါင်းလာပို့သွားတဲ့သူကတခြားသူမဟုတ်ဘူးသမီး။ မဖဲဝါပဲဤမဖဲဝါဩမဖဲဝါကိုယ်တိုင် ရောက်လာတာပဲရှင်ညို့စကားကိုဖွားမိန်စင်ကောင်းငိမ့်လိုက်တယ်အမေကျုပ်တို့သွားမှဖြစ်တော်မယ်ဒီရွာကြီးကစပြီးပြက်စီးလာပြီဒေါ်တော်ခန်တတိပေးမှဖွားမိန်စင်တို့လည်းကြောက်အိုင်ရွာကိုတတိထားမိရဲ့ရွာထဲရှိအိမ်များပင်မြေကြီးတဲ့သို့နစ်မြုပ်နေပြီဖြစ်တယ်ကဲကဲမြ мян ရွာပြင်ထွက်ကြစို့ဖွားမိန်စင်တို့လည်းခက်မြန်မြန်ပင်ရွာပြင်သို့ထွက်လာခဲ့ကြရတယ် ကံဝေအိုဖန်တီးထားတဲ့ကြောက်အံ့ရွာတင်မက သူ့ရဲ့အပင်၆ကြီးပါအတူတူမြေထဲသို့နှုတ်ဝင်ကပျောက်ွယ်သွားခဲ့တော်တယ်။ဘာဟိုဆုံးမတွေရော လိုင်းမဖမ်းကြတော့ဘူးလား။သူတို့လည်းဒီနေရာပြန်လာရဲတော့မှာတော့မဟုတ်ဘူးကွ။ပြင်းနေတဲ့များပြေးကြပါစေတော့လေ။ကံဝေအိုကိုနှိမ်နှင်းပြီးပြီဖြစ်တာကြောင့်တွက်ပြေးသွားတဲ့ဆုံးမတို့ကိုလိုင်းမရှာဖြစ်ကြတော့။ဘွားကြီးကျုပ်တို့မိုးလေးမှပဲလာရလန့်ကိုပြန်ကြတာပေါ့။အခုတော့ဒီနားမှာပဲနားကြရအောင်ဗျာ။ ဘာမိန်ချင်းတို့လည်းကျောင်းအိုင်ရွာရဲ့အပြင်၌သာအနားယူကြတယ်။မီးပုံလေးနှစ်ပေ၌အကျန်းရည်လေးတောင်းရင်တို့တညလုံးမိသူမှမအိပ်ဖြစ်ကြပါ။ကလေးမလေးလာကြလေပုံွယ်ကကြည့်နေကလေးမလေးနှစ်ယောက်ကိုဒေါက်တာခန်ကမိဘုံနှစ်ပေသူခေါ်လေမမေစီကတော့ကလေးမလေးကိုကြည့်ပြီးပြုံးပြနေခဲ့တယ်ကလေးမလေးတွေလည်းကြောက်စိတ်မရှိတော့ဘဲအနာတို့ရဲရဲတင်းတင်းပင်လာထိုင်ကြတော့တယ်ညီမလေးတို့နာမည်ရဘလို့ခေါ်ကြလဲကျုပ်နာမည်ကမိကျွဲပါ သူ့နဲ့မရတော့လှတင်းနဲ့မြမလေးတို့ဒီဘွားကြီးကနေမကျွလွတ်ချင်းကြဘူးလားဟင်ရှင်ညဝမေရော ကလေးမလေးတွေအံ့ဩသွားကြတယ်ခေါင်းကိုအဆက်မပြတ်ညှိတ်ပြီးကျွလွတ်ချင်တာပေါ့မမရင်ကျုပ်တို့ဒီတော်တွေမှာနေရကြားလာပေါ့ကျွလွတ်နိုင်ဖို့ကုညီမဲ့သူမှမရှိတာလို့ပြောကြရှာတယ်မပူနဲ့တော့အမတို့ကုညီမှာပေါ့ညီမလေးတို့ရဲ့ညီမလေးတို့လမ်းပြပေးလို့ကဝီအိုလည်းအမတို့ရှင်းပြနိုင်ခဲ့ဒီရောညီမလေးတို့အမတို့ကပြန်ကုညီရမှာပေါ့ ဒါဆိုမမတို့ကညီမတို့ဒီဘွားကြီးကနေချစ်လွတ်အောင်တကယ်ကူညီကြမှာပေါ့ရှင်ညိုကောင်းကြီးလိုက်တယ်ပြီးနောက်ဖွားမေစင်တို့ကိုကြည့်လျော့ဖွားမေစင်တို့ကနားလေဟန်ပြေးကောင်းကြီးကြရင်ထို့သူဖြစ်မိကျွဲနဲ့လှတယ်အမြအမြအမြယူတော်မူကြပါကုန်တော့တာတုတာတုတာတုလို့သုံးတိမ်သုံးခါတံပြန်ရွတ်ဆိုကြလျော့ကလေးမလေးနှစ်ယောက်ကဝမ်းသာမျက်ရည်များကြာရင်တာတုခေါ်ကြလျေမမကျေးဇူးတင်ပါတယ်နော် တာတုခေါ်ပြီးနောက်ကလေးမလေးတွေဟာရှင်ညို့ကိုကျေးဇူးတင်စကားပြောဆိုရင်ထိုင်နေရာမှာပျောက်ွယ်သွားတော့လေရှင်ညို့သူတို့ကျွတ်လွတ်သွားလားဟုတ်တယ်ကိုကြီးတို့သူတို့တွေဒီဘဝကျွတ်လွတ်သွားကြပြီရှင်ညို့ပြုံးရည်သားဖြစ်ရဲ့ကလေးမလေးတွေအတွက်ရှင်ညို့ခမရဝမ်းသာနေရှိုင်းဟဲ့ရှင်ညို့ဒါနဲ့ငနက်ကြီးတို့ရော ပြန်ပါမလာဘူးလားမောင်အောင်က ရုတ်တရက်ပြီးတော့ရှင်ညို့ကဒေါ်နော်ခန့်ကိုကြည့်လေကြည့်နေရင်မှနှစ်ယောက်သားထရဲမောကြလေရော့ မအောင်တို့မှနားမလဲဖြစ်သွားရတယ်။ဒီလိုပဲသူတို့မွေးထားတဲ့တဲရီကခုချိန်လောက်ဆိုရွာတော်ပြန်ရောက်နေလောက်ပြီးမအောင်ရဲ့။ဗျာရွာပြန်ရောက်တယ်ဘလို့ကြီးလဲဘွားရဲ့။ဟုတ်တယ်ကိုကြီးအောင်။တဲရီဆိုတာစဲဝိညာဉ်နဲ့လွင့်ကြတာများတယ်။နေရာတစ်ခုကိုရောက်ဖို့ကျုပ်တို့လို ခြေနေသွားနေကြမယ်လို့များထင်လို့လားတော့။မသိဘူးလေဟာဒုံးနေများအတူတူလိုက်လာကြတာလားလို့။မလိုက်ပါဘူးတော့။ဒါပေမဲ့ကျုပ်တို့မှာသူတို့နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေပါလာပြီးသားလေ။ ဒါကြောင့်လေကျုပ်တို့လိုတဲ့ချိန်လှမ်းခေါ်လို့ရတာပေါ့။ဟောအဲ့လိုလား။ရှင်ညိုကမောင်အောင်ကိုရှင်းပြပြီးရှာရင်မောင်အောင်တီမကမောင်တိုးလေးနားလေသွားလျော်တယ်။မိုးလင်းတီနေကြောင်းအိမ်ရွာထိပ်မှထွက်လာခဲ့ကြတော့တယ်။ဟောအမေတို့တောင်ရောက်နေကြပြီပဲဗျ။ရွာသားကြီးနှစ်ယောက်ကဖားမေစင်းတို့မြင်တော့ဝမ်းသာအညာပြောကြလေ။အေးကွယ်ဖားတို့လည်းကိစ္စပြီးရနဲ့လာဆောင်နေကြတာကွ။ရွာလူတွေကလည်းမျှော်နေကြတာပြော။မိတို့ဘေးကင်းဖို့သူတို့ခမရဆွတွေတောင်းနေလိုက်ကြများဗျာ အမေတို့မြင်စီကြမှာဖားမေစင်းတို့လည်းစကားလေးတပြောပြောဖြင့်ရွာသားကြီးနှစ်ယောက်ရဲ့နေကလေးပေါ်၌ထိုင်လိုက်လာကြတော့တယ်။ကြီးပေါ်ရွာလေးစိတ်တို့ရောက်တော့ထိုင်ဆောင်နေကြသူများကိုမြင်လိုက်ရတော့ဖားမေစင်းပင်အံ့ဩသွားခဲ့တယ်။ဟေးအမေတို့ပြန်လာပြီဗျ။အမေကျုံးလက်ကိုတွဲစင်းဗျ။ဟေးတဲစရာရှိရာတဲကူကြအောင်ဟာ။တကြီးဦးစိန်ထွန်းနဲ့အုပ်အော်တို့ကအတော်ပြုံးနေကြတယ်။အုပ်အော်ဆိုအကိုဖြစ်သူနှစ်ယောက်ကိုဖမ်း၍ပင်ထားလျက်မောင်စိန်ထွန်းခမည်းမေ ဘွားတို့ကြောက်အရွာကဝေအိုရှင်းပြနိုင်ခဲ့ပြီကွမောင်ရင်တို့စိတ်အေးလက်အေးနေလို့ရပါပြီကြားကြရဲ့လားဟဲ့အမေကြီးတို့ကဝေအိုရှင်းပြခဲ့ပြီတဲ့ဝမ်းတောင်လိုက်တာဗျကျုပ်ကအမေကြီးတို့နိုင်မယ်လို့ကြိုတွေးထားပြီးသားပါဗျတကြီးကဝမ်းတောင်အားရဖြစ် အော်၍ပြောလျင်ကျွာတကြီးတချို့ဆိုပြောလွန်၍ကွေးနေအောင်ပင်ကနေကြဆိုင်ဒိုနီယာဖွားမိန်စင်တို့လည်းတကြီးဥစိန်ထွန်းရဲ့အိမ်၌အနားယူကြလျင်လူတွေများလာကြလားဗျအမေကြီးတို့အနားယူပါစေရော တကြီးဥစိန်ထွန်းရဲ့အိမ်ဝိုင်းတွင်၌ရွာသူရွာသားတို့ရောက်နေကြလျင်တကြီးကလည်းတော့ကျုပ်တို့အမေကြီးဆရာရေမန်းလေးတောင်းမလို့ပါဟုတ်တယ်တော့အမေကြီးရေမန်းလေးယူထားတော့ကျုပ်တို့လည်းအနေကင်းတာပေါ့ရေမန်းလိုချင်တဲ့ရွာသူတို့စကားများကိုဖွားမိစိန်ကြလျင်အားလုံးလိုချင်ကြရဲဆိုရင်လှုပ်ပေးရမှာပေါ့ကွယ်လို့ပြောကရေမန်းများစီရင်ပြီးပြီးလျော့ရွာသူရွာသားတို့မှာလိုရာရတာကြောင့်ဝမ်းသာစွာအိမ်ပြန်သွားကြတော့တယ်အမေကြီးတို့လည်းကောင်းကောင်းမနာရပါလားဗျာ ရပါရဲ့ကွယ်။နားတင်းတလောင်နားပြီးပါပြီ။မမရှင်ညိုကျုတို့ရွာရဲသွားလေကြရအောင်။ဟေးအော်အော်မင်းကမေးမပဲခွာလား။ငါတို့ရောမပေါ့လားကွ။ပါပါရဲ့ကိုကြီးတို့ရာကျုကကိုကြီးအောင်ပြောထားပြီးသားပါဗျ။မသိပါဘူးကွ။မင်းကလူရင်းများခေါ်သလားလို့။မောင်တို့စကားကြောင့်အော်အော်ရှက်လေ။ကဲပါကိုကြီးတို့ရဲ့ကလေးကိုသွားစမနေစမ်းပါနဲ့။ကဲအော်အော်ရွာရဲသွားမယ်ဆိုရင်သွားကြတာပေါ့။ဟုတ်မမရှင်ညို ။အော်အော်ကမောင်အောင်လက်မောင်ကိုတွဲပြီးရွာလေးသို့အလဲလိုက်ပို့ပေးရင်ရွာလေးရှိကြာကန်စီသို့ရောက်လျော်မမရှိညိုကြာပန်းလို့ကျင်လား။ဟွန်းမမကြာပန်းဒီတိုင်းလေးပဲကြည့်ရတာပဲသဘောကြတာ။ဟုတ်လား။အော်အော်ကတော့ကြာပန်းကြိုက်တယ်။ဒါဆိုကိုရုံစင်းခုပေးလိုက်လေဗျာ။အော်အော်ကကြာပန်းကြိုက်တယ်တဲ့။ဟေးရေကန်းနဲ့တလားမှမတိရကွာမစိရဲ့ပါမနဲ့ပါဘူးပေါင်လေကြည့်ပဲရှိရအောင်အော်အော်တို့ဈေးနေကြပါ ဟုတ်လားလို့သာမောင်အုံးကပြောလျော့မောင်တို့ကတတောင်နဲ့တွတ်ပြီးကြာပန်းစင်းကူးခိုင်းလေမကူးချင်မအောင်ဆိုကွာမေးဘလို့ဖြစ်နေတယ်လဲမောင်တို့မောင်အုံးကထုံမြတာပြောရသေးရင်အော်အော်ကမျက်ရည်အဝိုင်းသာဖြည့်၍သွားတာကိုရှင်ညိုနဲ့မောင်တို့သတိထားမိလိုက်ကြတယ်။ကဲပါကြာပန်းလဲစင်းမကူးကြနဲ့ရောမိုးလဲချုပ်တော်မယ်အိမ်ပြန်ကြစို့ရှင်ညိုကပြောရင်အရှိမထွက်သွားလျော့မောင်တို့လဲအော်အော်ကိုလက်ဆွဲခေါ်ပြီးအိမ်ကိုပြန်လာခဲ့တော့တယ် ။နောက်တရက်ရောက်တော့ဖားမိန်စင်တို့ရွာပြန်ဖို့ပြင်ဆင်နေကြတော့တယ်။အော်အော်ကတော့နှပေးတိုင်းမျက်နှာငယ်လေးဖြင့်ထိုင်နေခဲ့လေရဲ့။အော်အော်ငါသားမင်းမျက်နှာဘာဖြစ်နေရလဲ။ဘာဖြစ်ရမလဲတော့သူ့ကိုယ်ရီပြန်တော့မှဆိုတော့သူလည်းဘဲစိတ်သားမလဲ။အဲ့ဒါသာကြည့်တော့အမေကြီး။ကျုပ်တို့သားမောင်နှမငတ်ရှာရင်တန်ရောစင်ကကြီးချာတော့သူလည်းဘဲစိတ်ကောင်းပါမလဲ။မောင်အော်အော်ဖားတို့ရွာအလေလာလို့ရရဲ့နော်။ကြလား။ဟုတ်ကဲ့မင်း ွားမေချင်းတို့လည်းလဲအထက်သို့တင်ကြရရှိသည်များတင်ပြီးနောက်တတိဥစဉ်ထွန်းတို့နှုတ်ဆက်လေကျုပ်တို့ရွာအလဲလာကြပါအောင်ဗျာအမေတို့ကျုပ်တို့အမဲကြုံနေမှာပါလို့တတိကပြောဆိုင်ဘွားမေချင်းတို့လဲအထက်သို့တက်သည်နှင့်မောင်တို့တို့ကလည်းအော်အော်ကိုနှုတ်ဆက်ကြလေမိုးချင်းတို့တော့လည်းမငုံမိအောင်ထိတ်ချုံရင်ပြန်ကနှုတ်ဆက်နေရသောအော်အော်ကိုကြည့်ပြီးမောင်တို့တို့မှစိတ်မကောင်းဖြစ်နေကြဆိုင်တောင်ထွန်းရွာတို့အပြန်လန်း၌ရှင်ညိုတို့မောင်တို့တို့ရဲ့စိတ်များမပျော်ရွှင်ကြတော့ပြီး ထို့သောဖြင့်ကြောက်အံ့ရွာမှကဝီအိုးဆိုတဲ့ဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါ၏။နားစင်အပိခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရဲ့ရှင်။